အဲဒီခုခေတ်မှာတော့ဝိရစေဝါလေးကတရားဝင်မူရစေဝါရှိတယ်တရားမဝင်တဲ့မူရစေဝါရှိအခုခေတ်တော့ပလောင်ထင်းမှဂုံရှိနော်ရှေးတုန်းကတော့ပလောင်ထင်းဆိုတာမှောင်ထဲမှာလုတ်တာအခုတော့ခန်းကနာနာအလင်းရောင်တွေချားမှာပလောင်ထင်းနေကြတာပလောင်ထင်းပြီဆိုတာဟုတ်ပြီ ကိုကြိုက်လို့တောက်တာဘာအဖြစ်ရှိတုံးလို့မေးကောင်းမေးလိုက်တချို့ကလည်းထင်တယ်ကြိုက်လို့တောက်ပြီးလို့ရှိရင်ဘာမှမလုပ်ဖဲနေဘာမှအပြစ်မရှိဘူးလို့ထင်တယ်ကဲမူရစ်တောက်သည့်အတွက်ကြောင့်မူရစ်နေတဲ့အချိန်တွေမှာသူဟာဘာပညာတိုးတက်ဘာမတိုးတက်ဘာမှမတိုးတက်တဲ့ဒီထဲမှာဆရာဝန်တွေပါကောင်းပါလိမ့်အရရဲ့ effect ကိုပြောပြအောင်ဆို အယက်ဆိုတဲ့စကားလုံးကသူကအင်္ဂလိပ်စကားလုံးပဲ a rat ဆိုတာဗမာစကားမဟုတ်ဘူးတီဟိုမှာအယက်တောက်တယ်ဆိုတဲ့စကားလုံးကိုပြောရင် a rat ku bonwa လို့ပြောတာနော် a rat ဆိုတာဗမာကအယက်လို့ခေါ်လိုက်လို့ a rat a rat ku bonwa ဆိုတာအယက်တောက်တယ်လို့ပြောတာတီဟိုကလားတွေပြောတဲ့စကားအဲ့ဒါတောက်လို့ရှိရင်လူရဲ့တဏ္ဍာမှာ ဆိုးကျိုးမတက်ရောက်ဘူးလားလို့မေးလိုက်လို့ရှင်ဆရာဝန်တယောက်ရဲ့အပြောအယဆိုလို့ရှင်ဟောသွေးတဲ့ရောက်သွားပြီဆိုလို့ရှင်ကတော့လူရဲ့အတွေးခေါ်တွေဟာတစတစပြောင်းလာတယ်တဲ့ဟုတ်တယ်နိမြမြတောက်ရင်ဘာဖြစ် hallucination ဖြစ်တာတေးကြတယ်အရက်ကြောင်လာတယ်ဆိုတာဒါနည်းနည်းတောက်လို့အကျိုးမတက်ရောက်ပြီမဲ့အများကြီးမထိခိုက်ပြီမဲ့ အများကြီးတောင်းမှအကျိုးသက်ရောက်တဲ့ဆိုတဲ့အရာဒီနည်းနည်းတောင်းရင်လည်းနည်းနည်းအကျိုးသက်ရောက်မယ်ဆိုတာကိုမှတ်သားထားပါပဲအစိတ်ဆိုတာနည်းနည်းဆဆများများဆဆအစိတ်ဟာအစိတ်ပဲလေသူ့ရဲ့အကျိုးသက်ရောက်မှုကသူ့အတိုင်းတာနဲ့သူရှိမယ်ဟိုနည်းနည်းတောင်းရင်တော့ဆေးဖြစ်တယ်အများကြီးတောင်းမှဘေးဖြစ်တယ်လို့မရှိဘူးအဲ့ဒီရက်ကအသေးတဲ့ ဒီတွေးတဲ့တားတဲ့ရောက်လာတဲ့အခါမှာအတွေးအခေါ်တွေကစပြီးတော့မှားယွင်းလာမှားယွင်းလာတယ်နောက်ဆုံးမှာအသေးထိခိုက်လာတယ်အသေးဟောကဖြစ်တယ်နော်နောက်ဆုံးအသေးကွဲသေးတယ်ဆိုတာအယတ္တမကိုပြောတယ်တချို့ကအသေးကွဲတယ်ဆိုတာဒီပြင်လူမှတ်တယ်အဲ့လိုတွေဖြစ်လာတာကဒါဆိုးကျိုးလို့ခေါ်တာပဲဆိုးကျိုးလို့ခေါ်တယ်ငရဲကြတာမကြတာမပြောနဲ့ ဘာထိကြိုက်တော့လဲလူဆိုတာ bright ဖြစ်နေရရက်သေးစားတောက်စားထားလို့ရှင် bright မဖြစ်တော့ထုံုံထိုင်းတိုင်းနေဖြစ်လာအဲ့ဒီထုံုံထိုင်းတိုင်းဖြစ်တဲ့အချိန်ပိုင်းမှာဒီလူဟာဘာလုပ်လို့မှန်မှန်ကန်ကန်ဖြစ်တော့ရမယ်ပညာတွေမရဘူးเนาะအကျိုးရှိတဲ့အလုပ်တွေမလုပ်နိုင်ဘူးခေါင်းထဲမှာကုသိုလ်စိတ်တွေမပေါ်ဘူး ိုးဆိုဘယ်လိုလဲတော့မသိဘူးဘုံဘုံတို့ဘုံကြီးတို့တွေ့ဘူးတဲ့အယက်သမားတယောက်ကတော့အယက်တောက်ပြီဆိုရင်ပရိတ်တွေကြီးပဲဖြစ်ရတယ်သူကနော်အယက်မူးမှ ပရိတ်ရွတ်တာသူကအဖေရားတွေအောရှိခိုးနေပြီပရိတ်ရွတ်ပြီဆိုရင်ဒီကောင်မူးနေပြီနော်အဲ့တော့ဒါမျိုးကလည်းရှိသေးတယ်ဒါမျိုးကလည်းရှိအဲ့ဒါကဘာဖြစ်တာတော့ဆိုဒါ hallucination လို့ခေါ်တာပဲ ပုံမှန်မဟုတ်ဘူးလေ။သူပုံမှန်ဆိုရင်စိတ်ကောင်းရှိနေတဲ့အချိန်ဘုရားရှိခိုးအောင်မှာပေါ့။အခုကမူးပြီဆိုမှဘုရားရှိခိုးတာလေ။သူ့ရဲ့ hallucination ကအဲ့ဒါလို။ဒါအရဲ့ရဲ့အထိကိမ့်မှုပဲလို့ဆို။တခါတော့အဲ့ဒီအရဲ့သမားဆရာတော်တစ်ပါးတွေ့သူကအရက်ထဲကနေပြီးအရက်ဝယ်ပြီးခါးကြအရက်ပလင်းနောက်ကျောကနေထိုးလာဘုန်းကြီးတွေ့တော့ကြောက်လဲကြောက်တော့ ဘုန်းကြီးဆိုဝတ်ချရမယ်ဆိုရင်အတိလေးတော့ရှိဘုန်းကြီးတွေ့တော့ထိုင်ပြီးတော့ဝတ်ချအရက်ပလင်းကပွင့်ပြီးတော့တကူလုံးအရက်တွေဘုန်းကြီးရှေ့မှာအဆက်ကွဲသွားထိုင်ပြီးဝတ်ချလိုက်တော့မှအရက်ပလင်းကအကျောင်းကိုလောင်းမိသားဖြစ်သွားတယ်မတော့လည်းရဘူးသူအဲ့လိုဟာမျိုးကလည်းရှိသေးတယ်နောက်ဆုံးအဲ့ဒီအရက်နဲ့ပဲဒုက္ခရောက်သွားတယ်အဲ့တော့ကောင်းကျိုးပေးတယ်လို့ပြောလို့တော့မရဘူးပေါ့ ဆိုလိုတာကကိုယ်ပါလှုပ်လို့ကို့မှာဒီဘဝပဲဖြစ်စေနောက်ဘဝလည်းဖြစ်စေ responsibility ဆိုတာတည်ချလာတာပဲသူများကိုမထိခိုက်တာတဲ့ကို့ထိခိုက်တာနံပါတ်1အဲ့ဒါလို့ဆိုလိုတာအဲ့တော့အဲ့ဒီကံတရားနဲ့ကံတရားရဲ့အကျိုးဆက်တွေကိုညှင်းွယ်ပြီးဆိုတဲ့ပုံကိုတရားဟာလူတော်လူကောင်းဖြစ်ဖို့မရှိဘူးတဲ့အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့မြတ်စွာဘုရားက ဒီပြင်မရတဲ့အမှားဆိုဒီမှာကံကြီး၅ပါးကျွလွန်မှုအနန္တရိယကံကြီး၅ပါးကိုကျွလွန်တဲ့ပုဂ္ဂိုလ်ဟာပြင်မရတဲ့အမှားတစ်ခုမှားတာအကြောင်းတရားကိုလက်မခံတဲ့အတွေးကံတရားကိုညင်းပယ်တဲ့အတွေးကံဤအကျိုးတရားကိုညင်းပယ်တဲ့အတွေးအဲ့ဒီအတွေးအမြင်ဒသနာ၃ခုကိုလက်ခံတဲ့ပုဂ္ဂိုလ်ဟာလည်းပဲ ပြင်မရတဲ့အမှားတစ်ခုကိုကျွလွန်တာပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့အနာဂတ်တည်းအကောင်းမရှိဘူးလို့ဒါမြတ်စွာဘုရားအဲ့လိုဟောနော်တခြားဟာတွေကိုအဲ့လိုမဟောဘူးတခြားအကုသိုလ်တွေကိုအဲ့လိုမဟောဘူးဒီအကုသိုလ်နှစ်ခုအဘိဓမ္မာနဲ့ပြောမယ်ဆိုလို့ရှိရင်ကံကြီး၅ပါးကျွလွန်တဲ့အကုသိုလ်ကဒေါသဒေါသမူလစိတ်လို့ခေါ်တယ်ဒေါသနဲ့ကျွလွန်ဒေါသလွှမ်းမိုးတဲ့စိတ် ခုနကအယူဝါဒ၃ခုမှားယွင်းတဲ့အမြင်၃ခုမျိုးမြင်လာကြတော့ဒိဋ္ဌိကတ္တတံပယုတ်လောဘမူလစိတ်လို့ခေါ်တယ်။လောဘနဲ့ရှင်တွဲလာတဲ့မှားယွင်းတဲ့အမြင်လို့ခေါ်တယ်။အဲ့ဒီအာကုတု12မျိုးထဲမှာပေါင်းလိုက်လို့ရှိရင်ဒါအာကုတုဟို6မျိုးပေါ့နော်။အာကုတု6မျိုးအာကုတုစိတ်12ခုရှိတဲ့အထဲမှာအာကုတုစိတ်6ခုဟာပြင်မရတဲ့အမှား ကျွလွန်သွားတဲ့အနေအထားမျိုးတစ်ခုဖြစ်အောင်မြတ်စွာဘုရားကမိစ္ဆတနိယတဓမ္မာလို့ဒဝတိကနီပါဠိတော်အဘိဓမ္မာခုနှစ်ကျမ်းမှာပထမဆုံးကျမ်းမှာဒီလိုဟောထားတာဖြစ်ပါတယ်အဲဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုန်းကြီးတို့တွေဒီဘဝမှာကုသိုလ်စင်မှုအမှားကျွလွန်မိတော်လဲပြင်မရတဲ့အမှားကိုတော့မကျွလွန်မိစေဖို့တတိထားကြရမှာဖြစ်တယ် ပြင်မရတဲ့အမှားကိုကျွလွန်မိပြီဆိုလို့ရှိရင်တော့ကောင်းတဲ့အနာဂတ်ရဖို့အမတမ်းမှခရင်နေဒါကြောင့်မို့ပြင်ရခက်တဲ့အမှားဆိုဒီမှာအခုပြောခဲ့တဲ့မှားယွင်းတဲ့ကျွလွန်မှု၅မျိုးနဲ့မမှန်မကန်တွေးတောဆင်ញင်မှု၃ရက်ဒါတွေဟာပြင်မရတဲ့ပြင်ရခက်တဲ့အမှားဖြစ်တယ်ဆိုတာကိုတတိထားပြီးဒီအမှားတွေမကျွလွန်မိအောင် တတိထား၍ရှောင်ကျင်ပြီး ကောင်းကျိုးချမ်းသာရစေနိုင်တဲ့ကုချင်းတရားများမိမိတဏ္ဍာမှာတည်ဆောက်လို့ကုသိုလ်ဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း